ဇနီးဖြစ်သူကအင်တာတက်နေတဲ့အချိန်မှာအင်တာတွေကနေထူဆန်းတဲ့လက်တစ်ဖက်ထွက်လာပါတယ်။သူကဖြည်းဖြည်းချင်းသွားပြီးတော့အနီးကပ်ကြည့်ကြည့်တော့လက်တစ်ချောင်းကရုတ်တရက်လှုပ်သွားပါတယ်။ဇနီးတွေကလည်းဒါကိုမြင်ပြီးမိလဲသွားပါတော့တယ်။ခင်မုန်းဖြစ်သူကဇနီးတွေကိုမာပြီးတစ်ဖက်ကိုခေါ်သွားပါတယ်။နောက်တော့ရဲကိုတရင်ပို့လိုက်ပါတယ်။ရဲတပ်ဖွဲ့ကရက်ွက်တွေကလုံခြုံရေးအဖွဲ့ကိုအရင်သွားကြည့်ခိုင်းလို့ဦးလေးကြီးလည်းလာကြည့်ပါတယ်။ဒါပေမဲ့ဦးလေးကြီးကဇနီးတွေကဘာကြောင့်မိလဲသွားတာလဲလို့မေးနေတဲ့အချိန်မှာပဲခင်မုန်းဖြစ်သူကအင်တာကွက်တွေကနေထွက်နေတဲ့လက်တစ်ဖက်ကိုပြလိုက်ပါတယ် အဲ့ဒီအချိန်မှာဦးလေးကြီးလည်းကြောက်လန့်သွားခဲ့ပါတယ်။ကြောက်လန့်တဲ့ကြားဖြစ်နေတဲ့ဦးလေးကြီးလည်းခင်မောဖြစ်သူကိုလူသက်သမားအဖြစ်ကောက်ချက်ချခဲ့ပြီးအင်တာဆုပ်ခွန်းနဲ့တိုက်ခိုက်ဖို့ပြင်ပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေအချက်ပေးတန်ကြတော့ခင်မောဖြစ်သူလည်းတကားကိုဖွင့်ကရဲကိုသွားခေါ်မှဖြစ်လို့ဦးလေးကြီးကိုဘာမှမလုပ်ဖို့ပြောနေပါတယ်။ဒါပေမဲ့သူထွက်သွားလိုက်တော့ဦးလေးကြီးကမဆက်စုပဲမနေနိုင်ခဲ့ပါဘူး။ရဲရရှိတုံရောက်တန်းစင်ခန်းလေးကိုဝင်လာတဲ့အချိန်မှာဦးလေးကြီးလည်းကြမ်းမြင့်မော်လဲကြနေတာကိုတွေ့လိုက်ရပါတယ် အဲ့ဒီအချိန်ခေါင်းဆောင်ဖြစ်သူရဲ့အတွေ့အကြုံအရဒါဟာလူသတ်မှုဖြစ်နိုင်တယ်လို့ကောက်ချက်ချပြီးစကားနှခုမှမပြောဘဲခင်မုံဖြစ်သူကိုဖမ်းချုပ်လိုက်ပါတယ်။နောက်ဆုံးကြံခဲ့တဲ့အရာကြီးကသာအင်တာရက်ကထူးဆန်းတဲ့လက်ကိုတွေ့ရှိသွားပါတယ်။အာဝေကဒီလက်ကိုမထီဖို့တတိပေးပေးမယ်။ရဲရာရှိကနားမထောင်ပဲဖုန်းကိုတုံးကဓာတ်ပုံရိုက်လိုက်ပါတယ်။အဲ့ဒီနောက်ခေါင်းဆောင်ဖြစ်သူကဒီလက်ကိုဆွဲထုတ်ဖို့ပြောတော့ရဲရာရှိလည်းရဘာလက်အိတ်ကိုဆိုပြီးတော့လက်ကိုဆွဲထုတ်ဖို့ကြိုးစားပါတော့တယ်။သူကအဲ့ဒီလက်နာကိုဖြည်းဖြည်းချင်းနီးကပ်သွားတဲ့အချိန်မှာထူးဆန်းတဲ့လက်ကစတင်လှရှားလာပါတော့တယ်။ ထူးဆန်းတဲ့လက်ကရုတ်တရက်ထွက်လာခဲ့တာကြောင့်ရဲအယားရှိတွေလည်းဘာလို့ရမှမသိဖြစ်နေကြပါရဲ့အဲ့ဒီအချိန်မှာပဲဒီထူးဆန်းတဲ့လက်ကရဲအယားရှိရဲ့လက်ကိုဖမ်းပြီးတော့အင်တာနဲ့ဆွဲခေါ်ချသွားပါတော့တယ်ရဲအယားရှိတွေလည်းဒါကိုမြင်တော့ဝိုင်းကူဆွဲကြပေမဲ့မရပါဘူးသူတို့တိပခန့်နိုင်ကြတော့တဲ့အချိန်မှာပဲထူးဆန်းတဲ့လက်ကရုတ်တရက်ရဲအယားရှိရဲ့လက်ကိုလှုပ်ပေးလိုက်ပါတယ်ခဏကြာမှာတော့ထူးဆန်းတဲ့လက်ကဘေးပတ်ပတ်လေးမှာဆွဲစရာလူကိုလိုက်ရှာပြီးတော့တိတ်မကြခင်မှာပဲအနီးနားမှာရှိတဲ့ရှောင်းဖက်ကိုလက်ရှိကြီးနဲ့လှမ်းဆွဲပြီးတော့လဲပင်းညှိလိုက်ပါတယ် ဒီထူးဆန်းတဲ့လက်ကြီးဟာတာမန်ထက်၃စားလောက်ပိုရှည်ပြီးတော့အားလဲကြီးလာပါတယ်။ပေါင်ကျင်းနေရာရှိတဲ့ရှောင်းဖန်ကိုတော့မာပြီးလဲပင်ချိုလိုက်ပါတယ်။အဲ့ဒီနောက်မှာထူးဆန်းတဲ့လက်ကအထဲကိုပြန်ဝင်သွားခဲ့ပါတယ်။ခုနကတည်းကတည်ဆုံသွားခဲ့တယ်။လုံကျုံရင်ဦးလေးကြီးပါထဲပေါင်လိုက်ရင်တော့ဒီညတည်ဆုံသူ၂ယောက်ရှိသွားပါပြီ။အခန်းပိုင်ရှင်ဖြစ်သူအာဝေကသူတို့တွေတည်ရတာကထူးဆန်းတဲ့လက်ကိုသွားထိမိလို့ဒီလိုဖြစ်ရတာဖြစ်ကြောင်းသတိပြုမိသွားပါတယ်။ဒီလိုနဲ့သူဟာအပြင်ထွက်ပြီးတော့အကူအညီတောင်းဖို့ပြင်နေတဲ့အချိန်မှာအခန်းတကာကဖွင့်လို့မရတော့ပါဘူး။ သူမသိတာကတကားအပြင်ဘက်မှာထူးဆန်းတဲ့လက်တစ်ဖက်ကတကားကိုဆွဲထားတယ်ဆိုတာပါပဲဒီထူးဆန်းတဲ့လက်ကသူတို့ကိုကစားလို့မဝသေးပါဘူးအဖွဲကောင်းဆောင်လဲစကန်ကိုဖုံးဆက်ပြီးတော့တည်င်းပို့ဖို့လုပ်ပေမယ့်ဖုန်းလိုင်းကလုံးဝမမီတော့ပါဘူးကောင်းဆောင်လဲချက်ချင်းဆိုသလိုဖုန်းကိုအင်တာနက်ပစ်ထည့်လိုက်ပါတယ်အင်တာကွက်ထဲမှာရှိတဲ့ထူးဆန်းတဲ့လက်ကြီးကဒီဖုန်းကိုအမြန်ဖမ်းပြီးပြန်ပစ်လိုက်တော့ဖုန်းကတကားပေါက်ထဲညံ့ဝင်သွားပါတယ်အရင်နောက်ကောင်းဆောင်ကပိုကြောက်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့ရှိသွားပါတယ်အရင်တည်သွားတဲ့လုံခြုံရေးဦးလေးကြီးရဲ့လက်သေးတွေကရှီလာပြီးတော့တစ်ချက်လှုပ်လာခဲ့ပါတယ် သူတို့အားလုံးလမ်းနေကြတဲ့အချိန်မှာပဲအနောက်ဘက်ကဒဏ်ရာရထားတဲ့ရဲရရှိကလည်းရုတ်တရက်အမေရောင်ရေတွေအန်ထုတ်လိုက်ပါတယ်။တိတ်မကြခင်မှာပဲတည်သွားကြတဲ့သူတွေကထိုးစတဲ့ဇွန်ဘီတွေအဖြစ်ပြောင်းလဲသွားကြပါပြီ။နောက်တော့အားဝေးလန်နီလန်တစ်ခုကိုစဉ်းစားမိသွားပြီးတော့အဆစ်တမျိုးကိုယူလာခဲ့ပြီးတော့အဆိတ်ရည်နဲ့ယုံဝေပြီးဦးလေးကြီးရဲ့လက်ပေါ်လောင်းချကြည့်လိုက်တော့မိကုံးငွေဖြူတွေထွက်လာခဲ့ပါတယ်။နှစ်ယောက်သားအံဩစွာကြည့်နေပြီးတဲ့နောက်မှာအားဝေးကတတိပြန့်လဲလာတဲ့သူစနီကိုဇွန်ဘီအကြောင်းပြောပြဖို့လို့စနီတွေကမျိုးလုံးဖွင့်လိုက်တာနဲ့စပြီးတော့អော်ပါတော့တယ်။ ဇနီးတဲ့စိတ်ချင်းငြိမ်ထားနိုင်မှုအတွက်အားဝေကဇနီးတဲ့ကိုပါတစ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကလံပြီးတတိမိသွားသလိုဖြစ်သွားပြီးမယ်။တကယ်တတိမမိပဲအားဝေကိုပါတစ်ချက်ပြန်ချလိုက်ပါတယ်။သိမကြခင်မှာပဲကြံတဲ့သူတချို့ကဇွန်မီတွေဖြစ်ကုန်ကြပါပြီ။အားဝေလည်းအသက်ပေးနေကြုံလာတော့အဲ့ဒီလူတွေကြားခုံဝင်ပြီးနှီးလန့်ရှာပါတော့တယ်။ဒီလိုနဲ့သူဟာခုနကတုန်းကရဲအရာရှိရဲ့အိတ်ထဲကနေမိကျစ်တလုံးကိုတွေ့သွားတဲ့အချိန်မှာပဲထူးဆန်းတဲ့လက်ကြီးကသူ့ကိုလှမ်းဆွဲပါတော့တယ်။ အာဝေရဲကောင်ကိုထူးဆန်းတဲ့လက်ကြီးကချုပ်ကင်ထားတာကိုတွေ့တော့ဇနီးဖြစ်သူလေးအာဝေရဲလက်ထက်ကမိကြီးကိုဖမ်းယူလိုက်ပြီးတော့ဂက်စ်ဘူးနယ်ပေါင်ကမိတော့ကြီးသွားအောင်လုပ်ပြီးတော့ထူးဆန်းတဲ့လက်ကြီးကိုမိရှို့လိုက်ပါတယ်။နောက်ဆုံးမှာတော့အာဝေလည်းတကားတဲ့ညက်နေတဲ့ဖုန်းကိုမိနဲ့ရှို့လိုက်တော့ဖုန်းဟာမကြခင်မှာပဲပေါက်ကွဲသွားပြီးတော့တကားလည်းအပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။အဲဒီကနေတစင်တကားလောက်ကိုကင်ထားတဲ့ထူးဆန်းတဲ့လက်ကြီးကိုအာဝေတွေ့လိုက်ပါတယ်။သူလည်းမိတော့ကိုအတုံးပြူကအဲဒီထူးဆန်းတဲ့လက်ကိုမိရှို့ခဲ့ပြီးအပြင်ကိုထွက်ခဲ့လိုက်ပါတယ်။ ဒါပေမဲ့အပြင်ရောက်ခဲ့တော့မရေမတွက်နိုင်တဲ့ထူးဆန်းတဲ့လက်တွေအများကြီးကိုတွေ့ရှိလိုက်ရပါတယ်။ဒီလိုနဲ့နှစ်ယောက်သာမိတော့ကိုအုံပြုပြီးတော့ဒီထူးဆန်းတဲ့လက်တွေကိုနှိမ်နင်းခဲ့ကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ရဲ့အတွေ့အညီလှုပ်ဆောင်မှုတွေကြောင့်အခန်းထဲကနေထွက်လာနိုင်ခဲ့ပါတယ်။အဝေးသတိပြန်ရလာတော့သူဆေးရုံရောက်နေခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီထူးဆန်းတဲ့လက်ကြီးကတော့သူ့နောက်ကိုလိုက်လာစေပါပဲ။